နဘာတီချက်နေနဲ့ EMPC ကိုကျွန်တော်တို့ကဘယ်လိုဖွဲ့စည်းလာလဲဘယ်တော့ပေါ်လာလဲဆိုတာကိုလည်းမသိတာတစ်ခုလည်းပါပါတယ်တစ်ဆက်တည်းနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီမှာ EMPC က chairman ကကျွန်တော်တို့နဲ့လူချင်းတွေ့ခဲ့တယ်အဲဒီလူချင်းတွေ့တော့ကျွန်တော်တို့မှာဒီအဖွဲ့အစည်းတစ်ခုအကြောင်းမှာဒီငေးချိုင်းကိုလုပ်ဖို့ဟိုစကားပြောဖို့စီဝေးလုပ်ဖို့စီစီရအောင်ဆိုမှပြောတယ်အဲ့ချိန်မှာကျွန်တော်တို့က အခုမှကျွန်တော်တို့အလုံးမအားသိဘူးကျွန်တော်တို့မှဒီ appointment တွေကိုလို့ရှိပြီးသားလူကြီးတွေကမြေပြင်မှာရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်အလုံးမအားသိဘူးနောက်မှအအချိန်တွေအချိန်တွေကြည့်ပြီးမှအအားတဲ့အချိန်ပေါ်တော့အချိန်မှာကျွန်တော်တို့လုပ်ရအောင်ဆိုပြီးမှကျွန်တော်တို့ပြန်ပြောတယ်နောက်တစ်ခုကအဲ့ထက်မှာ zone reunification ဆိုတာဒီ CDF မှာနဲ့ MTCMDF အကြအမြေချိုင်းလုပ်ပြနေတဲ့အရှိတယ်အဲ့ process ကိုလည်းတွားနေလို့ဖြစ်နေတယ် နောက်ကျွန်တော်တို့ပြန်တွေ့ဖို့ရှိတယ်သူတို့နဲ့သူတို့နဲ့ process သွားနေတဲ့ကြားထက်မှာတခြားဖြစ်စားလာတယ်ဆိုတော့အခက်အခဲရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒီ EMPC ဆိုတဲ့အကူကျွန်တော်တို့ကနာမည်လည်းမသိသေးဘူးအဲသူကလည်းကျွန်တော်တို့စီကမပြောထားဘူးလူချင်းတွေ့တော့ဆိုတော့ဒီကိစ္စနဲ့ဆိုလို့ရှိရင်မရသေးဘူးနောက်အချိန်နဲ့ကြီးပြီးမှပဲပြန်လည်းဆက်ပြရအောင်ဆိုတဲ့အကူကျွန်တော်တို့ကစကားပါထားတာရှိတယ်အော်ပြီးတော့နောက်တစ်ပတ်ကြာလောက်ပဲဖြစ်မယ်အဲအဲ့ချိန်ကနေကျွန်တော်တို့က ကျွန်တော်တို့စီကိုဆာလာပုတ်တယ်ဆာလာပုတ်တဲ့ချိန်ကျတော့သူကအဲ့ချိန်မှာပဲ EMPC ဆိုတာကျွန်တော်တို့ကတည်လာတယ်။အဲ့မှာလဲမလာဒေတာမှာဖွဲ့စည်းနာမည်တွေကိုပူပေါင်းဆောင်ပူပေါင်းပေါင်းထားတဲ့အာအဖွဲ့စည်းဆိုမှုမှသူတို့လဲနာမည်တွေကို nation လုပ်ပြီးမှအောက်မှာအခုလိုပြီးထားတဲ့အဲ့နာမည်အဖွဲ့စည်းနာမည်ပါတဲ့ဟာတွေတချို့ဟာတွေကျွန်တော်တို့မေ့ကြည့်တော့တိကျလားဒီဖွဲ့စည်းကဘယ်လိုဖွဲ့စည်းလဲဆိုပြီးပြန်မေ့ကြည့်တော့မတိကျဘူးပေါ့နော်ကျွန်တော်တို့မသိဘူးဆိုပြီးမှပြောကြတယ်ဆိုတော့အာ အဲ့ဒါဆိုလို့ရှိတာအတိမားကျွန်တော်တို့လည်းမပြုတ်တလို့ဒီမလာဒေတာဖွဲ့စည်းသူတို့ရေးထားတဲ့အဖွဲ့တွေတချို့ပါတွေကမတည်ဘူးပေါ့ဆိုတော့ဟုတ်ပြီဒါဆိုရင်သူတို့ကလည်းသူတို့လုပ်တဲ့ဟာဆိုတော့ကျွန်တော်တို့ကလည်းအချိန်ကြီးပြီးမှဒီနေ့ဒီချိန်လောက်ရအောင်ဆိုတဲ့ဟာကျွန်တော်တို့အတူချက်လည်းမရှိသေးတဲ့သူတို့ကလည်းသူတို့ဆာလာပို့တာဖြစ်တယ်